လက်နဲ့မရှိတဲ့ပြည်သူကြတော့တေရဲတဲ့ကောင်ထွက်ခွက်မင်းတို့တွေဟမ်ဘယ်ကောင်တေရဲလဲရန်ကမှိုက်ရိုင်းတက်ပြစ်ခါအဲ့ဒီပြည်သူကပဲမခံနိုင်လို့လက်နဲ့ကင်ပြီးတော့ပြန်ပြစ်တဲ့အချိန်ကြတော့အကုန်လုံးထွက်ပြေးတယ်ဒါလားစတန်ဒတ်အာမီဟမ်စတန်ဒတ်အာမီစတန်ဒတ်အာမီတို့အော်နေကြတာစတန်ဒတ်အာမီဆိုတာဒါဟုတ်ပြောတာလက်ရှိထိုင်းနေတဲ့ရုပ်တွေကိုကြည့်ကျွန်ဆောက်တဲ့တေရဲစီကတတ်တဲ့တည်းနဲလူများနိုင်ငံနဲ့ရှင်လိုက်ရင်တော့မှစတန်ဒတ်အာမီရှက်စရာကြီးနော်အခုလက်ရှိ ထိုင်းနိုင်ငံမှာနေဆက်မှာရှိတဲ့ဘလက်ဒိုစခန်းကို KNA ပူပေါင်းအဖွဲ့တွေဝင်ရောက်တိုက်တဲ့အချိန်မှာ63កောင်နော်63ဦးမပြောတော့ပါဘူးဘာဖြစ်လို့63កောင်ထိုင်းထဲကိုဝင်ပြေးတယ်အဲ့ဒီဝင်ပြေးတဲ့63កောင်အခုထိုင်းကလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့အရင်လိုမျိုးမြမတီနေကြားကော်မတီကနေပြန်လွှဲပေးမှလည်းမဟုတ်ပဲနဲ့မင်းတို့လာရလမ်းတိုင်းမင်းတို့ပြန်တိုက်ပွဲလွတ်တဲ့နေရာမှာမင်းတို့နီးနဲ့မင်းတို့ပြန်ဝင်ဒီထိုင်းမချမ်းလုံးဝလက်မခံဘူးဆိုခွေးမောင်းသူတို့ပြန်မောင်းထုတ်ပြီချင်းနေတဲ့ရုပ်တွေကြည့်အောင် ော်အဲ့တော့ဒီကောင်တွေကိုတနာစရာအကြောင်းမရှိဘူးနော်အခုလက်ရှိကရင်အနေနဲ့ဘူပေါင်းဖွဲ့တွေဝင်ရောက်တိုက်တယ်မနိုင်ဘူးလားအလံမျိုးထောင်လိုက်လေဘာမှသူများနိုင်ငံတွေကိုဝင်ပြေးစရာအကြောင်းမရှိဘူးအရှုံးကိုလက်မခံရဲဆိုတာလေလက်ရှိစစ်ဘိုလ်ချုပ်တွေကစပြီးတော့အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေကယောက်ျားတက်တိမရှိဘူးယောက်ျားဆိုတာရှင်ပြန်ရဲရတယ်ရှင်ပြန်လက်ရှိအရှုံးအနိုင်ကိုလက်ခံရဲရတယ်ငါရှုံးတာငါနိုင်လားအဲ့ဒီအပေါ်မှာရဲရဲမွန်းလက်ခံရဲရတယ်လက်ရှိမင်း လက်ရှိမင်းအောင်လှိုင်ကစပြီးတော့နော်အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေအရှုံးနိုင်အောင်လက်မခံရဲဘူးနော်မင်းအောင်လှိုင်ရဲ့အထိနော်ဒါကြောင့်မလို့တန့်ဖို့ပါတီဝင်တွေအားလုံးဟာကိုယ့်ပြည်သူလက်မခံလို့နော်ဘာလို့တန့်ဖို့ပါတီဝင်ခေါင်းဆောင်ပိုင်းတွေအကုန်လုံးဟာလက်ရှိစစ်တပ်ကနေဘောင်းမီချွတ်လာတဲ့ကောင်းကြီးပဲနော်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တယ်ကိုယ့်ဟာကိုစောက်ကျင့်မကောင်းလို့ပြည်သူလက်မခံလို့မဲမရတာလေအဲ့ဒါကိုဘာဖြစ်လဲအမ်းမဲမတမအောင်ပါဆိုမင်းအောင်နိုင်ကိုသွားတိုက်တယ်မင်းအောင်နိုင်ကလည်း ်သူကတမထရာထူးကိုတောင်းထားတယ်စဉ်းစားကြည့်လေတမထရာထူးကသူ့အမဲ့လင်တောင်းလှန်ရငါသားမင်းအောင်နိုင်အတွက်ငါဘယင်ငါသားမင်းအောင်နိုင်ကြီးလိုက်တမထရာထူးပေးလို့ပြောရတဲ့အမွေမဟုတ်ဘူးလေသူ့ကိုတမထရာထူးပေးရအောင်ဟမ်ဘလို့ကောင်းမျိုးစဉ်းစားလို့မတတ်တော့ဘူးအဲ့တော့ဘာဖြစ်လဲအရှုံးကိုလက်မခံတာနော်လက်ရှိစစ်ဘုံကျုပ်ဒီနောက်ပိုင်းခေတ်စစ်ဘုံကျုပ်တွေဟာအရှုံးကိုလက်မခံရဲတဲ့အောက်တန်းစားတွေဘလောင်းပလဲပြောတတ်တဲ့မိမ့်မွှင်တွေနော်အခုလည်းကြည့် နော်ဘလက်ဒိုစခန်းကို KN နေပွန်းပွဲဝင်တိုက်တယ်မနိုင်ဘူးလားမနိုင်အလံပြူထောင်လိုက်လေလက်နှက်ချအညံ့ခံလိုက်လေသူများနိုင်ငံထဲကိုတိုက်ခမဲ့ဆိုတာဘာကြောင့်ဝင်ပြေးစရာအကြောင်းရှိတယ်စောက်ရှက်မရှိလို့ဝင်ပြေးတာပေါ့ဟုတ်တယ်မလားရှင်းနေတယ်နော်လက်နှက်ချပြီးအလံပြူထောင်တဲ့လူတွေကိုဘယ်သူကဟောရေးရဆက်ဆက်ပြစ်တတ်နေတယ်ကိုင်းကျွေးထမင်းကျွေးပြီးတော့ဟိုမှာကောင်းကောင်းမွန်မွန်ထားတော့ပြည်သူတွေကစဲနေတာဟုတ်တယ်မလားအခုအဲ့ကောင်တွေဘာဖြစ်နေလဲဆိုတော့ခွေးကျွန်းတင်လို့ဖြစ်နေပြီနော်ဒီဘက်ကစစ်တပ်ကောင်စီဘက်ကိုပြန်မယ်ဆိုလို့ရှိရင်လည်း တဖွဲ့လုံး63ခုလုံးထွက်ပြေးတာဆိုတော့တန်ရင်တက်ဖွဲ့လိုက်အကုန်စုမီပြေးတာဆိုတော့အရေးယူခံထိမယ်နော်အဲ့တော့ထိုင်းထဲမှာဆက်နေဖို့ကြတော့ထိုင်းကလက်မခံပြန်ဘူးရုပ်တွေကိုလည်းကြည့် standard army ရုပ်တွေနော်အခုတည်င်းလေးကိုကျွန်တော်ဖတ်ပြပါဦးမယ်ကရင်ပြည်နယ်ကွန်ကရစ်ညွန့်နယ်ထိုင်းမြန်မာနယ်စပ်ဘလက်ဒိုဂျီရောအနီးရှိစစ်တပ်စခန်းကို KNL ဥဆောင်တော်တော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်စစ်ကောင်စီတပ်ဖွဲ့မှအများအပြားထိုင်းနိုင်ငံပက်ချန်းတို့ထွက်ပြေးတွားပြီးလက်နက်ချလို့များလည်းအများအပြားရှိတော့ရှေ့တန်းတော်လှန်ရေးတရင်းကြီးကပြောဆိုတယ် မေလ23ရက်နေ့ညနေ9:00နာရီအချိန်စစ်ကောင်စီတပ်ဤဘလက်ဒိုစကန်ကို KNU တပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ၏ကရင်မျိုးသားကာကွယ်တပ်ဖွဲ့ဒီ KNDO နှင့်ပြည်သူ့ကာကွယ်တပ်မတော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းဆိုပါစကန်တိုင်းတိုက်ပွဲတွင်စစ်တပ်ဗမာတေဆုံးသည့်လူများရှိပြီးလက်နက်ချသူများလည်းရှိကြောင်းခိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူများလည်းရှိနေကြောင်းတော်လိုင်းသတင်းမြင့်ကဆိုတဲ့စကန်ထဲမှာလည်းတေတဲ့စစ်သားအလုံးတွေအများပြားတယ် လက်နဲ့ချတာလည်း20ဦးကျော်ရှိတယ်ထိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်တကယ်တော့ထိုင်းဘက်ပြေးရတော့65ဦးပါစခန်းမှာအင်အား100လောက်တက်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံးနေတဲ့ကောင်တွေလည်းရှိသေးတယ်ရှင်းလင်းရေးတွေလုပ်နေတော့ပဲဟုတ်ရှေ့တန်းတော်လိုင်းတရင်းကြီးကဆိုတဲ့ခိုင်းချေဆိုင်မရက်စတိုဒရင်းဌာနကလည်း KNU ပလက်တိုစကန်ကိုတိမ့်ပိုက်ပြီးနောက်တေဆုံးလူထွက်ပြေးသူဒဏ်ရရသူစစ်သား60ဦးခန့်ရှိပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နေမြေအတွင်းလို့ဝန်ထမ်းနိုင်ငံကြောင့်တရင်ရေးသားပေါ်ပြတ်ထားတယ် ်ကင်အီမာမေဘူအောင်တက်ကချိန်မုံနိုင်ခဲ့ပြီးပြစ်တော်ဗလက်တိုစကမ်းမှာ2022ခုနှစ်မတ်လ29ရက်နေ့တော်လိုင်းတက်များကတိုက်ခိုက်သိမ်းပိုက်ခဲ့မှုကြောင့်ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ခန့်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစကမ်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။လက်တလုံးတေဘောဘူးရွာရှိတေဘောဘူးစတစစ်တပ်စခန်းကို KNL မှမိတ်တများကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင် Wallace စစ်ဗျူဟာ ကနဲလေးစခန်းထီးပလဲစခန်းဩကရိခစခန်းတို့ကိုလည်း KNN မာမိတ်တများကဝန်ဝန်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNN သတင်းရင်းမြစ်ကပြောဆိုတယ်။နော်ဒါကတော့လက်ရှိပထမသတင်းပေါ့နော်။နောက်သတင်းကတော့အခုထိုင်းမြန်မာနယ်စပ် KNU တိမ့်ပိုက်ထားတဲ့စစ်တပ်ဘလက်ဒိုစခန်းမှာထွက်ပြေးလာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်62တုံးကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်ကပြန်ရန်ပြင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခရစ်တရေသံတမန်ကပြောဆိုတယ်။ ယမန်နဲ့23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ကြီးစစ်ကောင်စီကဘလက်တိုစကန်ကို KNU တပ်မ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစကန်တိုင်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူစစ်သား62ဦးရှိကြောင်းသိရတယ်။ထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားသောမြန်မာစစ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ကူးရန်နှိမ့်ထုတ်နေကြောင်း မြန်မာစစ်သားများကိုရခိုင်ကကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလွတ်ရာမြန်မာဘက်အချမ်းတို့ပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးခြင်းထုတ်နေကြောင်းသိရတယ်။ထိုင်းဘက်ကိုထွက်ပြေးသွားတာ62ဦးရှိတယ်။အရက်ဝိတွေနဲ့လက်နက်မပါဘူး။အဲ့ဒါထိုင်းစစ်တပ်ကထိုင်းနဲ့အဝင်မခံဘူး။ပြန်ထွက်ခိုင်းနေတယ်လို့သိရတယ်။မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မဲ့နေရာပြန်ပြေးဝင်ဖို့ပြောနေတယ်။ထိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မဲ့နေရာပြန်ဝင်ခိုင်းနေတာ။ထိုင်းကနယ်ပြန်နှင်းနေတာ။လုံးဝလက်မခံဘူး။အရင်လိုမြောက်တိနယ်ကြားကော်မတီကနေလည်းပြန်မလွှဲဘူး။ မင်းတို့အစဉ်ပြင်မဲ့ပဲပြန်ကူးတော့ငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာထွက်ပြေးတဲ့ကောင်တွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစကန်းဆွန့်ခွာပြေးတာတချို့လို့စစ်တပ်ဘက်ပြန်လွှဲရင်လည်းအေးအေးယူခံရမှာဆိုတော့ဒီကောင်တွေစုတ်လဲစူစားလဲယူကိန်းဖြစ်နေတာဟုတ်ထိုင်းမြန်မာနယ်စပ်စစ်ရေးတင်းကြီးကပြောတယ်ဘယ်လိုလိုစကန်းတိန်တိုက်ပွဲတွေတော်လန်ရေးတပ်သားများဘက်မှရဲဘော်တော်ဦးကြာဆုံးခဲ့ပြီးဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိအချိန်တွင် KNL ဥဆောင်သောပူးပေါင်းမဟာမိတ်တပ်ကထိုင်းမြန်မာနယ်စပ်စစ်ကောင်စီတပ်စခန်းအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြရှိကြောင်းသိရတယ် တရင်ဖက်ကလားရရှိလိုက်တာကွာတို့တရင်မျိုးတွေအမြဲဖက်ရှင်တာဟမ်ဘလောက်ရရရှိလဲကဲကဲခေါ်လိုက်ပါဘူးဟိုဘက်ကမရှင်းခေါ်လိုက်ပါဘူးကြောင်စိုးဦးတို့ဇော်ဘုံဟောင်းတို့ကြောင်မျိုးမင်းတို့အဲဘာလဲရှိသေးတယ်ဟိုဟိုဘာဆိုတော်ဆိုတော့ကောင်ပါစပင်းညီကြောင်နဲ့ဟိုအင်္ဂလိပ်မတ်စဖို့ရုပ်နဲ့အဲအဲ့ဒီကောင်တို့နောက်ရှိပါသေးတယ်ဟမ်ပေါက်မန်းလေးစေပြောနေတာပြောလိုက်လို့ရှိရင်တို့စစ်တပ်ဘက်ကအကုန်ထိထားတာလို့အကုန်လို့ပြစ်ကူစစ်ကူဘယ်လိုလုပ်ထားတာအေးဆေးပဲလို့ဟုတ်လား အဘောအရင်တန်တန်နဲ့ဟောနေတယ်အရှိမဖုံးတုံးထောင်ပြီးတော့ဗာတက်တဲ့ဗီဒီယိုဖိုင်နဲ့မရှိဓာတ်ပုံနဲ့မရှိနော်ကြည်သွားဒို့တော်လှန်ရေးဘက်အချမ်းကလေတင်ခဲ့တဲ့တည်င်းမှန်တယ်များအဲ့လိုတက်တဲ့တက်ကရရနဲ့ယောဟန်ဒီမှာဘယ်စကန်းကိုတင်တာမင်းတို့ခွေးတွေဘလို့ပြစ်နေတယ်တိတိကျကျအဲ့လိုတင်ရတယ်နော်မတိကျတဲ့တည်င်းဆိုငါတို့ဘက်ကလည်းလက်မခံဘူးရှင်းလားနော်အဲ့တော့ပြောချင်တာကမင်းတို့ဘက်ကရှုံးနေတယ်အရှုံးကြီးကိုဘာဖြစ်လို့လက်မခံတာလဲလက်ရှိစစ်ရှုံးနေတာဘလူဘက်ကရှုံးနေတာ အရှုံးကိုလက်ခံကြလိုက်ဟိတ်တိုင်းပြည်ကအေးဆေးပြောင်းပါလေရှင်းရှင်းလေးနော်ပြည်သူဘက်ကတော့လက်မခံတော့ဘူးပြည်သူကစားခဲ့တဲ့ပွဲမဟုတ်ဘူးမင်းတို့စားတဲ့ပွဲနော်မင်းတို့စားတဲ့ပွဲမှာအခုမင်းတို့ပူဆိုးပဆက်ရှုံးနေတာဒါပေမဲ့မင်းတို့တွေကမိမလောင်မိမရှာနေဆိုတော့အရှုံးကိုလက်မခံရဲကြဘူးအဲ့တော့ယောက်ျားပီတာဖို့လိုအပ်တယ်နော်ယောက်ျားပီပီရှင်ပြန်ဖို့လိုအပ်တယ်မင်းတို့မှာနံပါတ်1တိုင်းပြည်ရဲ့ဘန်နာကိုဖင်ခုထိုင်ပြီးတော့ဒီပြည်သူကိုပြန်တိုက်တဲ့နေမှာမင်းတို့တုံးနေတယ် နော်နိုင်ငံပိုင်ပတ်စံနဲ့ဝယ်ထားတဲ့ဒီရဟန်းရင်တွေတိုက်လေရင်တွေအတုံးပြုပြီးတော့ဒီပြည်သူကိုပြန်လဲဘုံကျဲနေတယ်အဲ့ဒါတောင်မှမင်းတို့ကအခုစကမ်းတွေတစ်ခုပြီးတစ်ခုနော်စွန့်လွတ်ကပြီးအရှုံးကြီးရှုံးနေတာဒါပေမဲ့အဲ့ဒီအရှုံးကိုမင်းတို့လက်မခံဘူးနော်အဲ့တော့ပြောချင်တာကကွာယောက်ျားပြည်သားလိုက်ကြပါတော့မင်းတို့ပဲအချမ်းမှရှိတဲ့ဒီမင်းအောင်နိုင်ငံစပြီးတော့အောက်ခြေစစ်ခွေးတွေအဆုံးထိနော်စစ်သားတွေလည်းဒုက္ခရောက်နေကြတယ်ဘာလို့စစ်ခွေးနဲ့စစ်သားနှစ်ဖွဲ့ရှိတာ哦နော်တကယ်စစ်သားတွေရဲ့နော် ထွက်လဲထွက်လို့မရเนาะဒီထဲမှာလည်းမိသားစုနဲ့ဒုက္ခရောက်เนาะအဲ့ဒီစစ်သားတွေမျက်နှာကိုထောက်ရှုပေးပါเนาะမင်းတို့တကယ်စစ်တပ်ကိုရှစ်တယ်ဆိုလို့ရှိရင်စစ်တပ်ကိုစစ်တမ်းလင်းအားပြန်ခိုင်းလိုက်ဒီအပြေကပြီးနေတယ်ထောက်တယ်မှာဒီပွဲမှာဒီအာနာသိမ့်ပွဲမှာငါတို့ရှုံးတယ်เนาะငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလင်းအားပြန်ခေါ်သွားမယ်ဒီအာနာသိမ့်မှုမှာပြည်သူကိုသွားပြီးတော့ဒုက္ခပေးတဲ့တက်ဆိုင်ရာကောင်းတွေကိုမင်းတို့အရင်ယူကြပါငါတို့စစ်သားတွေကစစ်တမ်းလင်းအားပြန်မယ်ပွဲရပြီးသွားပြီဂျိတ်ပွဲပြီးမိတယ် ။နောက်တစ်ကြိမ်မင်းအောင်နိုင်တော့လက်ကင်းလေးထွက်လာမှာပေါ့။ဟုတ်တယ်မလား။ဒါကတော့ရှင်းရှင်းလေးပဲလက်မခံလို့မရဘူးလေ။ तू မွေတဲ့ပြဿနာလေ။ तू မွေတဲ့လူပဲခင်ဗျားတို့စစ်တပ်ကစစ်သားတွေမှောင်မှန်းဆိုပေးရတယ်။နော်။အခုကြည့်စကန်းဝင်လိုက်တယ်။နော်ပြောချင်တာကဒီနေရာမှာကျွန်တော်တခုလောက်နော်ဒီဗီဒီယိုဖိုင်ကိုအဲ့ဒီစစ်သားတွေတွေ့မယ်ဆိုရင်ကျွန်တော်ပြောချင်တာခင်ဗျားတို့ရှုံးနေတဲ့အရှုံးကိုရရဲဝုံဝုံရင်ဆိုင်လိုက်ပါ။ယောက်ျားဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရင်းငါနိုင်အောင်တိုက်မှန်တာနိုင်အောင်တိုက်အနိုင်ရောက်ယူလိုက်မနိုင်ဘူးလားအရှုံးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပါ နော်လက်ရှိစခန်းနေဝင်ပစ်တယ်ကိုမနိုင်မှန်းတင်တဲ့ဟာကိုခံလဲမပြစ်နဲ့နော်မင်းတို့ဘက်ကတေလဲမြန်မာပြည်သားပဲလာတိုက်တဲ့တော်လိုင်းဘက်ကတေလဲမြန်မာပြည်သားပဲနော်အဲ့တော့အရှုံးကိုအစတည်းကငါတို့ရှုံးမနေဟုတ်တယ်ငါတို့စစ်သားတွေကတော့မနိုင်ဘူးကွာတော်လိုင်းအင်အားစုတို့ရောဟုတ်တယ်မစခန်းယူပါငါတို့အလံယူထောင်တယ်မင်းတို့ကြိုက်တယ်လို့ငါတို့အရေးယူမင်းတို့မပြစ်ခင်တည်းကအလံယူထောင်ပြီးတော့အရှုံးပေးလိုက်ကြည့်မင်းတို့အတွက်မှဲ့တစ်ဖောက်ဆုံးသွားရင်ကြိုက်တယ်လို့လာပြော ဒါပေမဲ့အခုလိုမျိုးတိုက်ခါမဲ့ဆိုတူညာနိုင်ငံကိုထွက်ပြေးလာတာဒါကွာမင်းတို့မင်းတို့ပြောနေတဲ့စတန်ဒတ်အာမီကိုရှက်စရာကြီးဟမ်ဘာဘယ်နေအောင်စတန်ဒတ်အာမီလဲဘာလဲစတန်ဒတ်ဆိုတာဟိုကြောင်နဲ့စတီးကစတန်ဒတ်ဟုတ်လားအဲစတီးတွေဆိုရင်စတန်ဒတ်အဲစတီးကြီးတာလေဟုတ်လားပြောင်တာစတီးပဲကောင်းတယ်တိတာပြောင်တာစတီးတွေလောင်တာမီးတယ်ဟွာဆိုရင်တော့ဟွာပဲရှိတယ်နော်တိတ်မပြောကြည်ဘူးတိတာအဲ့တော့စတန်ဒတ်ဆိုတာနေရာတကာမတုံးနဲ့ကိုယ့်ရဲ့စတန်ဒတ်ကိုကြည်အောင်တိတာမင်းတို့စတန်ဒတ်ကပြောင်တာစတီးဖြစ်နေပြီနော်အဲ့တော့ အခုလိုမျိုးထွက်ပြေးတော့ဟိုကထိုင်းရတဲ့မင်းတို့လက်မခံတော့ဘူးဘာဖြစ်လို့တိတာထိုင်းဆိုတဲ့ဟာမျိုးကတာလည်းမှပဲနေတယ်ကွာနော်ရှင်းရှင်းလေးလေးလက်ရှိနေဆက်တောက်လျှောက်အားလုံးကိုဘလူဒီပိုင်ထားပြီနော်မင်းတို့ဘောမတွေကမြောက်ပေးတာပဲရှိတယ်တကယ်တည်းသေးတာသူတို့သေးတာမဟုတ်တဲ့ဟာယူအဲ့ဒီအဲ့ဒီကျော်စိုးတို့ဘာလို့လက်ရှိတိုင်းမှာနော်အခုလိုမျိုးဘလက်ဒိုစခန်းပိတ်ခံရတဲ့ကျော်စိုးကိုလေနဲ့လာပို့ခိုင်းလိုက်စခန်းမချရေးကျော်စိုးဥဆောင်ပြီးတိုက်ရောအဲ့ကတိုက်ရဲတာအဲ့တော့ပဲပြောဟိုလေလိုင်းဘောကနေစပောက်ကမြောက်ပေးနေတာသေသူသေးတာမဟုတ်တဲ့ဟာယူအဲ့အောက်မှာစစ်သားတွေရဲနေသေးတာလေကွာ ဟုတ်တယ်မလားသူတို့ပြောလိုက်အများနိုင်နေတယ်ဟမ်ပြီးရင်စခန်းကြီးပါသွားပြန်ပြီအဲတောင်ပိုင်းမှာဆိုဘလို့ထိန်းကြတာစစ်ကူပစ်ကူတွေနောက်ထပ်အင်အားတွေဘလို့လှုပ်ထားတာအရှိပါလေပေါ့မန်းနေပြောနောက်ရှိတယ်ဟုတ်ဟိုတက်ထိန်ငထိန်ဆိုဘာဆိုတကောင်ရှိသေးတယ်အမှဟမ်စစ်သားစစ်သားလို့လိုင်းမော်တက်ပြီးအာချောင်းနေပြောလိုက်စောက်ကြီးစောက်ကြဲတည်းကြီးပဲဟမ်အကောလုံးကိုလုံးချက်ပါဂုဏ်ကပြောသလိုအရှုံးကိုလက်ခံလိုက်ဒီတိုင်းကြီးရဲ့ပြဿနာပြီးပြီနော်မင်းတို့အာနာသိန်းတယ် အနာမိတ်နောက်မင်းတို့အားပေးခဲ့တဲ့အချမ်းနဲ့အာမပေးပဲငြိမ်တဲ့အချမ်းဆိုတာရှိတယ်နော်တကက်စစ်သားကောင်းတွေကမရှုပ်ဘူးစစ်သားကစစ်သားအလုပ်လုပ်ကြတယ်တိုင်းပြည်ရေးမှာဝင်မရှုပ်ဘူးစစ်သားကောင်းတွေကနော်စစ်ခွေးတွေဒါအပေါ်ကအဲ့စစ်ဘုံကျုပ်တွေကောင်းစားဖို့အတွက်လိုက်ဟောင်လိုက်ကိုက်လိုက်အောနေတာနော်အဲ့တော့ဒီတိုင်းဒီပြဿနာဟာရှင်းရှင်းလေးနော်မင်းတို့ဘက်ကအနာသိမ်းတဲ့ကောင်တွေဘက်ကရှုံးသွားပြီအဲ့တော့စစ်တပ်ကိုစစ်တမ်းလေးပြန်ခေါ်လာလိုက် နော်ဒီလက်ရှိအာဏာသိမ်းမှုမှာပါဝင်တက်တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တဲ့စစ်ရာဇမှုကျူးလွန်ထားတဲ့ကောင်တွေကိုအပြစ်ကိုခံလိုက်အဲ့ဒါဆိုရင်မင်းတို့ဘယ်တော်လိုင်းအင်အားစုမှမင်းတို့လိုက်ပြစ်မနေဘူးအာယုံနောက်လို့လမ်းဘေးခွေးပိတ်ကန်အောင်နည်းနည်းအကျိုးရှိအောင်မယ်ဟုတ်လားမင်းတို့လည်းပြစ်ကန်တာမလွှဲတာလို့ပြစ်နေရတာဘယ်ကောင်မှမပြစ်ချင်ဘူးနော်တန်ဖိုးမဲ့တဲ့ဒီလိုကောင်မျိုးတွေတိုင်းပြည်ဗန္နာကိုဖင်ခုတိုင်းပြည်သူကိုဒုက္ခပေးတော့အခုတော့တကယ်တကယ်ဝင်လက်နဲ့လက်နဲ့ချင်းရှင်ပြစ်မနိုင်ပါလို့လေဟမ်ကလိန်ကကြည့်ရွာတွေလက်နဲ့မရှိတဲ့ပြည်သူရွာတွေဝင်မီးရှို့ ဟမ်တွေ့တဲ့ပြည်သူကျွဲနွားအကုန်လက်လက်ယူအိမ်တွေရိုက်ဖွင့်တွေ့တဲ့လက်ဝတ်ယတနာအကုန်ခိုးယူဒါလားစကန်းနဲ့အာမီတကယ်လည်းလက်နဲ့ရှိတဲ့လူတွေအခုလိုတူတေကိုတေချားအချိန်မှာမပါလို့လေလေနဲ့လာကြီးဘုံကျဲတယ်ဟမ်လေနဲ့လာကြီးဘုံကျဲတော့မနိုင်တော့ဘာလို့ထွက်ပြေးတယ်အခုလိုဟာလက်ဖျားခါတယ်စောက်ကျိုးနဲ့စကန်းနဲ့အာမီနော်မင်းတို့တွေရှက်တိုင်းလဲနေလို့ရတယ်သိလားအဲ့တော့ယောက်ျားပီတာကြပါပြောချင်တာအဲ့ဒါပဲလူဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရရနော် မင်းတို့လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဓိကလက်ခံမှကအရှုံးကိုလက်ခံမှမင်းတို့ရှုံးသွားပြီဒီပွဲမှာအဲ့ဒီအရှုံးကိုတိုက်ခါရှိရှိလက်ခံတတ်ဖို့အရေးကြီးတယ်အဲ့ဒီအရှုံးကိုမှတိုက်ခါရှိရှိလက်မခံမှုဆိုရင်တော့မင်းတို့ရဲ့နေဝင်ချင်းဘယ်လိုမှကောင်းမှာမဟုတ်မယုံကြည်လား